်မင်္ဂလာပါရှင်ကျမတို့ငုခတ်တာပါ TVO မြင်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်တရုတ်ရဲ့ဖိအားအပြင်လူလူရဲ့အသက်အိုးအိမ်ကိုငဲညာတဲ့အနေနဲ့မိုးမိတ်နဲ့မိုးပုံမျိုးကိုလက်လွတ်ပြီးအပြစ်ခတ်ရက်စဲရေးလက်မှတ်ရေးထိုးရေးကိုခက်ခက်ခဲခဲဆုံးဖြတ်ခဲ့ရတယ်လို့တာအမျိုးသားလူမျိုးရေးတက်မတော်ထရနာလေးကပြောပါရယ် တဆယ်နှစ်ဆက်ကွန်စစ်စင်ရေးဒုတိယပိုင်းစကရဲကတရုတ်ရဲ့ဖိအားကိုရင်ဆိုင်နေရတယ်လို့အော်တိုဘားလ2ရက်နေ့ကစပြီး TNL ထိ ंछ ုပ်ထားတဲ့မြို့တွေနဲ့ရွာတွေကိုစစ်ကောင်စီတပ်ကလေကြောင်းနဲ့နေစဉ်အပြင်းထန်ဖုံးကျဲတိုက်ခိုက်ကစစ်ရေးအရဖိအားပေးနေတာပါအဲ့ဒီအခြေအနေတွေကြောင့်မိုးမိတ်နဲ့မိုးကုတ်ကိုလက်လွတ်ပြီးအပြည့်ရက်ဖို့ခက်ခက်ခဲခဲဆုံးဖြတ်ခဲ့ရတယ်လို့ TNL ရဲ့ပြောရေးဆိုခွင့်ရှိသူလွေးရီအိုးက TV ကိုပြောပါတယ်။ လက်ရှိမှာ TNL တပ်ဖွဲ့ဝင်တွေအနေနဲ့မြို့ပြင်ဘက်ကိုတဖြည်းဖြည်းဆုတ်ခွာနေပြီးဗနရက်အတွင်းဆုတ်ခွာမယ်ဆိုတာကိုတော့ရက်အတိအကျသတ်မှတ်ထားတာမရှိသလိုဘလို့ပုံစံမျိုးဆုတ်ခွာမယ်ဆိုတာကိုလက်တလောအတိအကျမပြောနိုင်သေးဘူးလို့လွှဲရဦးကဆက်ပြောပါတယ်။ အပြစ်ခက်ရက်စရေးသဘောတူညီချက်အရာအထင်အလေးအနေနဲ့မိုးကုံမျိုးကနေစုတ်ခွာဖို့ရှိနေပေမဲ့မြို့ကိုစစ်ကောင်စီလက်ထဲအလွယ်တကူပါမသွားဖို့ဒေသရင်းပြည်သူ့ကာကွယ်ပူးပေါင်းအဖွဲ့တွေကအစွမ်းကုန်ကာကွယ်သွားမယ်လို့မိုးကုံပကဖတာဝန်ရှိသူကအတီဗီကိုပြောခဲ့ပါတယ်ရှင် တောင်မျိုးသားလူမျိုးရေးတက်မတော် TNL ကမိုးကုံနဲ့မိုးမိန်မျိုးတို့ကိုစစ်တပ်ကိုပြန်ပေးဖို့သဘောတူညီခဲ့တဲ့နောက်မှာတော့ထိန်းချုပ်ထားနိုင်တဲ့နေမြေတွေကိုဆက်လက်ကာကွယ်ဖို့အာဏာရှင်ကိုအမြင့်ပြတ်ချေမှုန်းဖို့နဲ့ Federal Democracy စနစ်စီကိုဆက်လက်ချေတက်ဖို့အစအရာတွေကို LNG ကာကွယ်ရေးအောက်ကပြည်သူ့ကာကွယ်ရေးတပ်တွေဖြစ်တဲ့ Mandalay PDF, Mogo Pyuha PDF နဲ့ Tri Pyuha PDF တွေကအသီးသီးစာရေးထုတ်ပြန်ခဲ့ကြပါဗျာ။ မန္တလေး PDF ရထုတ်ပြန်ချက်မှာတော့ရရှိထားတဲ့ထိန်းချုပ်နေမယ်တွေကိုဆက်လက်ကာကွယ်သွားဖို့မိဖက်တော်လိုင်းအင်အားစုတွေနဲ့လက်တွဲကအာသွန်ခွန်ဆိုင်ကျူပန်းသွားမယ်လို့ဖော်ပြထားပါတယ်ပိဒုကာကွယ်တက်မတော့မိုးကုတ်ပြူဟာအဖွဲကလည်းမိုးကုတ်ပြူဟာနဲ့အတူမိုးကုတ်အခြေပြူတော်လိုင်းအဖွဲတွေကတော်လိုင်းအောင်မြင်တဲ့အထိဆက်လက်ချစ်တက်တိုက်ပွဲဝင်သွားပါမယ်လို့ထုတ်ပြန်ပါတယ် ဒါပြင်အန်ဂျီမန္တလေးတိုင်းစစ်ဌာနလောက်ကထရိုင်ဘူဟာပြည်သူ့ကာကွယ်ရေးတပ်မတော်ကလည်းအန်ဂျီအစိုးရတိုင်းစစ်ဌာနရဲ့ကိုယ်ကဲမှုနဲ့မန္တလေးတိုင်းအတွင်းကနေမြေတွေမှာတော်လှန်ရေးဆိုင်ရာအလုပ်တွေကိုအင်အားအပြည့်နဲ့ဆောင်ရွက်နေပြီးမိဖက်တော်လှန်အင်အားစုတွေနဲ့တွဲဖက်ပြီးအဖွဲ့အခြေတရားဒေသတွေကိုကာကွယ်ကဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုအခက်အခဲတွေကြားကနေဆက်လက်ခြိတက်တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်းကိုဂရုသစ္စာပြုတယ်လို့ပြောဆိုထားပါတယ်ရှင်။ ရန်ကုန်တိုင်းရွှေပြည်သာမြို့နယ်အမှတ်9ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအော်တိုဘာလ30ရက်နေ့မနက်ကလက်ပစ်ပုံနဲ့ပြက်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ရပ်ကွက်နေပြည်သူတွေစီကသိရပါဗျ။လက်ပစ်ပုံနှလုံးဇက်တိုက်ပေါက်ကွဲတာကြားရပြီးရပ်ကွက်ရုံးအတွင်းကိုလူနာတင်ကားတွေအချက်ပေးအုပ်ဝော်တွေဆွဲပြီးဝင်လာတာကိုတွေ့ရတယ်လို့ဆိုပါဗျ။အဲ့တိုက်ခိုက်မှုကို Mother Sand Force နဲ့ရန်ကုန် Army တို့ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး၃ယောက်ထိမှန်ခဲ့ကတယောက်သေဆုံးနိုင်ခြေရှိတယ်လို့ MSF တောက်အဖွဲ့တာဝန်ရှိသူကိုဝန်နိုင်ကပြောပါရယ်။ ။ဒီကိစ္စနဲ့ပတ်သက်ပြီး DV အနေနဲ့တော့တရားအတည်မပြုနိုင်သေးပါဘူး။အရိယက်ကွက်ရုံးမှာရွေးကောက်ပွဲအတွက်အစည်းအဝေးလုပ်နေတဲ့အချိန်တိုက်ခိုက်ခဲ့တာလို့ဘုံနိုင်ကပြောပါရယ်။ရန်ကုန်မြို့နယ်အတွင်းမှာစစ်ကောင်စီကပြုလုပ်မဲ့အတွေ့အကြုံရေးကောက်ပွဲနဲ့ပတ်သက်ပြီးမပါဝင်ကြဖို့နဲ့စီယုံလက်လေဟောပြောမှုတွေပြုလုပ်တဲ့နေရာတွေနဲ့ဝေးဝေးနေကြဖို့ကိုရန်ကုန်မြို့ပြပျောက်ကြားတော်လိုင်းတပ်ဖွဲ့တွေကတတိပေးလှုပ်ဆောင်မှုတွေပြုလုပ်ထားတယ်လို့ရန်ကုန်မြို့နေထိုင်သူတွေစီကသိရပါပါတယ်ရှင်။ ရခိုင်ပြည်နယ်ပုံနှကျွန်းမြို့နယ်နဲ့ရသေးတောင်မြို့နယ်တွေကိုစစ်ကောင်စီလှေတပ်ကဒီကနေ့အော်တိုဘာလ30ရက်နေ့နေ့လယ်မှာပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်လူအယောက်20ဝန်းကျင်ထိခိုက်သေဆုံးခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။ရသေးတောင်မြို့နယ်မိုးဆဲကျွန်းဇီကိုင်းရွာနယ်ပုံနှကျွန်းမြို့တွေကိုပေါင်900ပုံကျဲခဲ့တာဖြစ်ပြီးဇီကိုင်းရွာဥက္ကဋ္ဌအပါဝင်9ရောက်နဲ့အထက်ထိခိုက်သေဆုံးခဲ့တယ်လို့ပုံနှကျွန်းမြို့နယ်မှာလည်းအရသာ15ရောက်ဝန်းကျင်ထိခိုက်သေဆုံးခဲ့တယ်လို့သိရပါဗျ။ ရခိုင်ပြည်နယ်မှာဖုန်းလိုင်းတွေပြတ်တောက်နေပြီးအင်တာနက်လိုင်းတွေကိုလည်းအရခတ .a ကထိန်းချုပ်ထားလို့ကနအုပ်သတင်းကိုသာသိရှိရတာဖြစ်ပြီးအသေးစိတ်ကို a ဘက်ကထုတ်ပြန်ဖို့ရှိနေပါတယ်။အနာသိန်းစစ်တပ်နဲ့အေတို့ဟာကြောက်ဖြူနဲ့စစ်တွေမျိုးတွေမှသာတိုက်ပွဲဖြစ်နေပေမဲ့အေသိန်းပိုက်ထိန်းချုပ်ထားတဲ့မျိုးတွေကိုမကြခဏဘုံကျဲတိုက်ခိုက်တော့စစ်သည်မော်တွေကနေလက်နက်ကြီးနဲ့ပစ်ခတ်တာတွေလုပ်နေတာကြောင့်အရက်သားတွေထိခိုက်သေးဆုံးနေရတာဖြစ်ပါရဲ့ရှင် ဒီကနေ့အော်တိုဘားလ30ရက်နေ့ပြည်တွင်းမှာဖြစ်ပွားနေတဲ့အထက်ကအထူးခြားသတင်းတွေနဲ့နောက်ဆုံးရသတင်းတွေအကြောင်းကိုသတင်းမှတ်တမ်းရယူတင်ဆက်ပေးနေတဲ့သတင်းတော်ကိုမော်ရစ်ကိုတိုက်ရိုက်ဆက်သွယ်မေးမြန်းကြည့်ပါမယ်။ဟုတ်ကဲ့ကိုမော်ရစ်ရေမင်္ဂလာပါ။ဟုတ်ကဲ့ဟုတ်ကဲ့ပါဒီကနေ့ဒီအော်တိုဘားလ30ရက်နေ့မှာအကိုဒီသတင်းတွေလိုက်ရင်းနဲ့ထူးခြားသတင်းတွေဘာတွေများသိရမလဲပြောပြပေးပါဦးကို။ဟုတ်ကဲ့ပါ။အာဒီကနေ့ရန်ကုန်ပြည်ပြည်ဆိုင်ရာ လေစိတ်မှာဒီလေရင်ပြင်းလန်းပြင်ဆင်မှုတွေပြုလုပ်มาဖြစ်တဲ့အတွက်ဒီညာပိုင်းပြန်တန်းမှုတွေကိုနှစ်လလောက်ပိတ်မယ်ဆိုပြီးတော့မြန်မာလေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ AMN ကထုတ်ပြန်ထားပါတယ်ဆိုတော့သူတို့ပိတ်မဲ့ရက်ကဒီအောက်တိုဘာ29ရက်ဆိုတော့မနေ့ကစပြီးပါเนาะအောက်တိုဘာ29ရက်ကနေ2026ခုနှစ်ဇန်နဝါရီတရက်နေ့တရက်နေ့အထိဖြစ်ပြီးတော့ ဒီအရင်နှစ်လအတွင်းမှာည7:00နာရီကနေမနက်6:00နာရီထိလေစိတ်ကိုပိတ်ထားမှာဖြစ်ပါတယ်။ဆိုတော့ MAI ကအဲခီးစဉ်နဲ့ပတ်သက်ပြီးသူတို့ထုတ်ပြန်ထားတာရှိတယ်။အဲ့ဒါကဒီ MAI ကနေပြီးတော့ခီးစဉ်အချို့ကိုပြောင်းလဲထားတယ်ဆိုတော့အတိပေးထုတ်ပြန်ထားတယ်။ဆိုတော့ဒီလက်မှတ်တွေကြိုးဝယ်ထားတဲ့ခီးတဲ့တွေအနေနဲ့ကကိုဝယ်ထားတဲ့ခီးစဉ်တွေအစ်စ်ထက်မှန်ပြောင်းထားထားတဲ့ခီးစဉ်အချိန်တွေကိုပြန်လဲဆက်စေးဖို့နဲ့ဒီ transit ခီးစဉ်တွေအတွက်လိုအပ်တဲ့စီစဉ်မှုတွေကိုပြုလုပ်ထားဖို့ဆိုပြီး MAI ကတိုက်ထွန်းထားပါတယ်ဗျ။ဟုတ်ကဲ့ပါကော နောက်ထပ်ကောကိုနောက်ဆုံးရသတင်းတွေအနေနဲ့ကိုဘာတွေပြောပြဖို့ရှိမလဲရှင်ဟုတ်ကဲ့ဆိုတော့ဒီ2024ခုနှစ် လောက်ကဒီ2024ဇန်နဝါရီလောက်ကပေါ့နော်ဇန်နဝါရီလောက်ကချင်းတော်လန်ရေးတပ်ဖွဲ့တွေတင်းထားတယ်ဒီတီးတိန်မြို့နာကတိုင်းရင်ကျွရအဲ့ကျွရကိုစစ်ကော်မရှင်တပ်တွေကဒီစစ်ကြောင်းထတ်ထိုးလာလို့ဒီအပိုင်းတိုက်ပွဲဖြစ်နေပါတယ်ဆိုတော့ဒီတိုက်ပွဲနဲ့ပတ်သက်ပြီးတော့ဒီ BBC နဲ့ PPS Sprint သတင်းဌာနကဖော်ပြရေးသားတာလေးကိုကျွန်တော်ဒီ ဒီမှာနည်းနည်းလေးပြောပြချင်ပါတယ်။ဆိုတော့ဒီအော်တိုဘာ29ရက်နေ့မနေ့ကနေ့မနေ့ကစပြီးတော့စစ်တပ်ဘက်ကနေပြီးတော့ဒီခလေးတိုင်းငင်းလန်းနဲ့တီးတိမ်တိုင်းငင်းလန်းဘက်ကနေစစ်ကြောင်းနှစ်ကြောင်းနဲ့တက်လာလို့ဒီချင်းကာကွယ်ရေးတပ်ဖြစ်တဲ့ CDF စီရင်တဲ့တိုက်ပွဲကြီးဖြစ်တာပေါ့နော်။ဆိုတော့ဒီပြီးခဲ့တဲ့မေလပြီးခဲ့တဲ့မေလဆိုတော့ဒီနှစ်ပေါ့ဒီနှစ်မေလမှာလည်းစစ်တပ်ကအဲ့ဒီလန်းကြောကနေပဲ ဒီအင်အားယာနဲ့ချီစစ်ကြောင်းထိုးခဲ့မှုတယ်ဆိုတော့အဲ့တုန်းကလည်းချင်းကာကွယ်တပ်တွေပူးပေါင်းတိုက်ခိုက်မှုကြောင့်စစ်တပ်ရဲ့စစ်ကြောင်းကတပတ်အတွင်းပြန်ဆုတ်သွားခဲ့ရတာပေါ့လေဆိုတော့အခုထပ်ပြီးတော့အဲ့လမ်းကြောင်းကနေပြန်နောက်တစ်ခါစစ်ကြောင်းထပ်တိုးတယ်ဆိုတော့ဒီလမ်းကြောင်းကဘာတွေအရေးပါနေလဲဆိုပြီးတော့တစ်ချက်ကြည့်လိုက်တဲ့အချိန်မှာဒီတိုင်းငင်ကျေးရွာကကဒီစကိုင်းတိုင်းကနေချင်းပြည်နယ်ကိုဝင်တဲ့ပြည်နယ်ဝင်ပေါက်တစ်ခုဖြစ်တဲ့အတွက်စစ်တပ်တွေအရေးပါတဲ့လမ်းကြောင်းတစ်ခုလို့လည်းပြောလို့ရတယ်နောက်တစ်ချက်ကဒီခလေးမှာရှိနေတဲ့ ကလေးမျိုးပါကလေးမျိုးမှာရှိနေတဲ့စစ်ကော်မရှင်ဒေတာကွက်ကွဲရေးစစ်ဌာနချုပ်ဒါကဆာပေါ့ဒါကဆာကဒီကလေးကနေချင်းပြည်နယ်ကိုအင်အားဖြည့်တဲ့အခါမှာစစ်တပ်ကအဲ့လမ်းကြောင်းကိုတုံးတဲ့လမ်းကြောင်းတစ်ခုလည်းဖြစ်တယ်ဆိုတော့နောက်တစ်ခုကအိန္ဒိယမြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိနေတဲ့ဒါကြောင့်မို့အချက်ချကြတဲ့နေရာဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့လို့ဒီလမ်းဒီတနေရာဒီလမ်းကြောင်းတစ်ခုတည်းကိုပဲအင်အားယာနေကြီးနှစ်ခါခွဲပြီးစစ်ကြောင်းထိုးတယ်ဒါထိုးတဲ့ခါတိုင်းလဲစစ်ကြောင်းကပြန်ပြန်လန်နေရလို့ပြောလို့ရတယ်ဆိုတဲ့အနေအထားမျိုးမှာရှိနေပါတယ်ဗျဟုတ် ုတ်ကဲ့ပါရှင်အခုလိုမျိုးပြပြဆုံးပြပေးသွားရတဲ့အတွက် Commerce ကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါအခုဆက်လက်ပြီးတော့သတင်းတွေကိုတင်ဆက်ပေးဦးမှာပါရှင်ယခု QR ကိုစကန်ဖတ်ပြီး DVB YouTube Channel ကို Subscribe လုပ်ခါနောက်ဆုံးရမြမသတင်းကမ္ဘာသတင်းတွေကို အချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင်ယခု QR ကိုစကန်ဖတ်ပြီး DVB YouTube channel ကို subscribe လုပ်ခါနောက်ဆုံးရမြမသတင်းကမ္ဘာသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင်တခြားနျူလက်နက်နိုင်ငံတွေနဲ့တန်းတူနျူကလ িয়ার လက်နက်ဆက်သတ်မှုတွေချက်ချင်းပြန်ဆဖို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကစစ်ပွဲရေးရာဝန်ကြီးဌာနကိုအမိန့်ပေးလိုက်ပါတယ်။တရုတ်သမ္မတရှီကျင်းဖြစ်တဲ့တောင်ကိုရီးယားမှာမတွေ့ဆုံခင်အောက်တိုဘာလ30ရက်နေ့မှာအခုလိုမျိုးညွှန်ကြားထားကြောင်းကိုထရန့်ကိုယ်တိုင်သူပိုင်တဲ့လူမှုကွန်ရက် True Social မှာရေးသားခဲ့တာဖြစ်ပါတယ်။ ရုရှားနိုင်ငံဟာပိုဆိုင်ဒန်မြူစွမ်းအင်3စူပါတော်ပီတိုဒဇင်းဆန်တက်မှုအောင်မြင်တယ်လို့တမရဗလာဒီမာပူတင်ကအော်တိုဘာလ29ရက်နေ့ကကြေညာခဲ့ပါတယ်။ဒီလက်နက်ဟာအီယာမရေဒီယို31ကြွ သမုဒ္ဒရာလှိုင်းကြီးတွေဖြစ်စေနိုင်ပြီးကန်ယိုရန်ဒေတာကိုအကြီးအကျယ်ထိခိုက်စေနိုင်တယ်လို့စီရေးလေလာသူတွေကသုံးသပ်ပါတယ်။အမေရိကန်ရဲ့ရုရှားအပေါ်ရည်တည်ချက်နဲ့တုံ့နှုံပြောဆိုမှုတွေတက်မလာတဲ့အချိန်မှာပူတင်ကလည်းအော်တိုဘားလ22ရက်နေ့မှာ Vavrsnik Cruise ဒုံးကျည်တစ်ကိုဆန်းသက်ခဲ့တယ်လို့အော်တိုဘားလ22ရက်နေ့မှာနျူကလ িয়ার ပစ်လွတ်မှုလေ့ကျင့်ခန်းတွေပြုလုပ်ပြီး New In အားကိုပြခဲ့ပါတယ်။အမေရိကန်ပြည်ထောင်စုကနောက်ဆုံးနျူကလ িয়ার လက်နက်စမ်းသပ်ခဲ့တာ1992ခုနှစ်ကဖြစ်ပါတယ်ရှင်။ TVU မြန်တမ်းကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါကျမတို့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်